င်္ဂါပါရှင်။2025ခုနှစ်ဇွန်လ23ရက်နေ့အတွက်မိုးလေဝသနဲ့ဆလာဗီဒာသတင်းများကိုနေပြီးတော့မိုးလေဝသနဲ့ဆလာဗီဒာညွှန်ကြားမှုအစည်းအဝေးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်။လွန်ခဲ့တဲ့24နာရီအတွင်းကမြို့လိုက်ရောက်သုံးခဲ့တဲ့မသားဖွဲရာမိုးရေချိန်များမှာဖီလီမြို့မှာ3.33လက်မခန္ဒီမြို့မှာ2.89လက်မမြင်းမြို့မှာ2.83လက်မမိုးညှိမြို့မှာ2.44လက်မ အကြီးနာမျိုးမှာ1.36လက်မဟုံးမလင်းမျိုးနဲ့ပေါင်မျိုးတို့မှာ1.85လက်မစီအိမ်မဲမျိုးမှာ1.81လက်မဖန်မျိုးမှာ1.83လက်မတထုံမျိုးမှာ1.69လက်မနဲ့ကောတောင်မျိုးမှာ1.58လက်မတို့တိုင်ထွာရရှိခဲ့ပါတယ်ဒီကနေ့နေ့လယ်တနာရီခွဲအချိန်မိုးလေဝသချို့တို့မှာဖန်ရရှိတဲ့ပုံအရကပလီပင်လယ်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 တို့မှာတိမ်တင့်တင့်မှာတိမ်ထူထန်နေပါတယ် မြန်မာနိုင်ငံပေါ်မှာကတော့ရှမ်းပြည်နယ်အရှေ့ပိုင်းမြောက်ပိုင်းကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရခိုင်ပြည်နယ်အေရဝတီတိုင်းဒေသကြီးနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမုန်တိုင်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမုန်တိုင်တောင်များရွှေလျားရာနေရာတစ်လျှောက်မှာငွေရသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမုတ်ထီဆောင်ခြင်းမိုးကြိုပစ်ခြင်းလျက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့ဝိုးရီဝတာဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ချိုးတင်တရီပြူနိုင်မှရန်အကြံပြုအပ်ပါတယ် ကြံတန်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်တိမ်တမတိမ်ထိုးထန်နေတာကိုတွေ့ရပါတယ်။ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြလေပြာတို့မြေများပုံစံရမြမကန်ရုံရဲရှောက်မှာမုတ်တုံလေးအားကောင်းနေတာကိုတွေ့ရပါတယ်။ပင်လာပင်လယ်ရောအခြေအနေမှာကပလီပင်လယ်ပြင်နဲ့ပင်လာပင်လယ်ရောမှာမုတ်တုံလေးအားကောင်းနေပါတယ်။မြမပင်လေးပြမမြမကရင်ရဲရှောင်းနေကမ်းလို့ပင်လေးပြတို့မှာရှက်ဖန်ရခမိုးတဲ့လေးပြများကြောက်ရောက်ပြီးခိုင်းစီပါမယ် ဟုတ်တယ်လေးပြကြစီရေပြင်းပြင်းလေးဟာတနအီကို35မိုင်အထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြန်မာမြမကန်ရုံးတဲ့ရှောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာ17ပေးမှ23ပေးကန်ရှိနိုင်ပါတယ်။မနေ့ဖြန်မနေ့အထိခံပန်းချက်များအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးရောက်ပါမန္တလေးတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာနေရာကျကျရခိုင်ပြည်နယ်ပဲခူးတိုင်းဒေသကြီးနဲ့နေပြည်တော်တို့မှာနေရာစစ်စစ်နဲ့ရှမ်းပြည်နယ် ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးရထပ်ပိုင်းချင်းပြည်နယ်အီယာဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာအနှံ့အပြားငူထစ်ဆုံရပြီးကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးရထပ်ပိုင်းမုံကြီးနေတဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ရွေးမုံကြီးနိုင်ပါတယ်။အခုဆက်လက်ပြီးမနေ့ပြန်အတွက်တနင်္သာကြီးနဲ့ပြည်내များရဲ့မျိုးကြီးများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဆလာဗီဒါခမန်းချက်များကိုတင်ပြပါမယ်ရှင်။ ီးပြီးတော့နေနေတော့အတွက်မနေ့ဖြန်မနေ့တီမူလီဝတားချင်းဒီခံပန်းချက်ပေါ့မိဟကွက်ကြောင်းမိုးထချုံရပါမယ်အမြင့်ဆုံးဘူးချိန်မှာ30ဒီဂရီဆယ်စီယံ86ဒီဂရီဖာရင်ဟိုက်နဲ့အနိုင်ဆုံးဘူးချိန်မှာ24ဒီဂရီဆယ်စီယံ85ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်ရှန်ကုန်မြို့နယ်နေတော့အတွက်မနေ့ဖြန်မနေ့တီမူလီဝတားချင်းဒီခံပန်းချက်ပေါ့မိုးတစ်ချိန်တစ်ချိန်ထချုံရပါမယ်အမြင့်ဆုံးဘူးချိန်မှာ30ဒီဂရီဆယ်စီယံ86ဒီဂရီဖာရင်ဟိုက်နဲ့ အနည်းဆုံးဘူးချိန်မှာ24ဒီဂရီဆယ်စီယပ်85ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။မန္တလေးမြို့နယ်နေတော်အတွင်းမနက်ဖြန်မနက်ထိမူးလီဝဒအခြေအနေခမန်းချက်မှာနေရာကွက်ကြောင်းမူးတစ်ကြုံရပါမယ်။အနည်းဆုံးဘူးချိန်မှာ35ဒီဂရီဆယ်စီယပ်95ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးဘူးချိန်မှာ28ဒီဂရီဆယ်စီယပ်87ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။နောက်နေ့အတွင်းခမန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးရထပိုင်း ချင်းပြည်နယ်ရခိုင်ပြည်နယ်အီယာဝတီတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့မှာမိုးပေါ်နေပါမယ်အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလဲနေ့တိုင်းချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဆလာပီတာသတင်းများပဲဖြစ်ပါတယ်ကိုစိန်နေဖျားကျမချမ်းသာကြပါစေရှင်